အားလုံးပဲမင်္ဂလာပါ။ FIO question ကနေပြီးတော့ကြိုဆိုပါရစေ။အခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question question နံပါတ်56ဖြစ်ပါတယ်။ Which of the following is the most appropriate characteristic of the Bipan or odd advanced migration method that is one of the system migration method. System migration method တစ်ခုဖြစ်တယ်။နော်။ Bipan ဒါမှမဟုတ်ရှင် all at once migration method ရဲ့တင့်တော်တဲ့ most appropriate characteristic အဲ့တော့တင်းတော်တဲ့ characteristic ကိုမေးထားပါတယ်ပထမဆုံးနံပါတ်အေကကျတော့ additional operation cost are incurred because of parallel operation နဲ့ parallel operation လုပ်တဲ့အတွက်ကြောင့်မလို့ဒီ additional cost တွေပေါ့နော်ဒီထပ်ပြီးတော့မှလို့ထပ်ပေါင်းထည့်တဲ့ cost တွေက are incurred ပို့ပြီးတော့စက်တင်လာနိုင်မယ်တဲ့နံပါတ်ဘီကကျတော့ An additional application is required for connecting the old system and the new system. System a how နဲ့ system အသစ်ကို connecting လုပ်မယ်ချိတ်ဆက်ဖို့ရန်အတွက်ကိုတဲ့နောက်ထပ် additional application လေးလိုအပ်ပါတယ်တဲ့နံပါတ်4ကကြတော့ the old and new system operate in parallel ဲ့တော့ system အဟောင်းနဲ့ system အတိတ်ကနော် operate ဆိုတာကကြတော့လုံလုံဆောင်မယ်ပေါ့နော်ဘယ်လိုလုံဆောင်မှာလဲဆို imperative လေအပြန်လုံနေမယ်တဲ့အ migration to the new system နဲ့ perform at the particular point of time နဲ့တတ်မှတ်လိုက်တဲ့အချိန်တခုမှာဆိုလို့ရှိရင် new system ကို migration လုံဆောင်မယ်အဲ့တော့ new system ကိုပြောင်းရွှေ့တဲ့အလုပ်ကိုလုံဆောင်မှာတဲ့နော်နံပါတ်၄ကကြတော့ပြီးရင်နံပါတ်၄ကကြတော့ the problem နဲ့ that or ka during migration to the new system have a big impact တဲ့ ဲ့တော့ဒီပြဿနာတစ်ခုပေါ့နော်ပြဿနာတွေးနိုင်တယ်ပေါ့နော် the problem that occurs ဆိုတော့အဲပြဿနာတစ်ခုတွေးနိုင်တယ် during migration နော် through the new system system အသစ်ကိုပြောင်းရွှေ့တဲ့အချိန်အတွင်းမှာပဲ have a big impact impact နော်အဲအကျိုးသက်ရောက်မှုကြီးကြီးတစ်ခုဖြစ်တဲ့ပြဿနာမျိုးတွေးနိုင်တယ်အဲ့တော့ ဒီ migration လုပ်တယ်ဆိုတာကကြတော့ဒီ company တကူကနေပြီးတော့ system ကိုသုံးတယ်အဲ့ဒီသုံးနေတဲ့ system ထဲမှာမှာအကြောင်းမျိုးမျိုးအကြောင်းသူကဆက်သုံးဖို့အဆင်မပြေတော့တဲ့အချိန်မျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် system အသက်ဝယ်လိုက်တာပဲဖြစ်ဖြစ်အဲ့လိုအချိန်မျိုးမှာဆိုလို့ရှိရင် migration ဆိုတာလုပ်ရတယ်အဲ့လို migration လုပ်တဲ့အချိန်မှာသူကဘာကိုသုံးမှာလဲဆိုတော့ pip all at once migration method ကိုသုံးမယ်တခါလဲအကုန်လုံးတခါလဲပြောင်းမှာ system account ကနေ system method ကိုတခါလဲပြောင်းလိုက်မယ်အချိန်မှာတွေ့ရမယ့် characteristic ကိုမိထားတာအဲ့တော့ problem ဒီအဟောင်းကနေပြီးတော့အစ်စ်ကိုတခါလေပြောင်းလိုက်တဲ့အချိန်မျိုးမှာဆိုလို့ရှိရင်သူဒီပါဖြစ်မလဲဆိုလို့ရှိရင်ကြိုတက်ရောက်မှုကြီးလည်းတွေးနိုင်တယ်နော်အဲ့တော့ကြောင့်မလို့ဒီနံပါတ်56အတွက်အပြည့်မှန်ကတော့နံပါတ် D ဖြစ်ပါတယ် The problem that occur during migration to the new system have a big impact ဆိုတဲ့ဟာလေးကအပြည့်မှန်လေးဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှပြန်ပြီးတော့တွေ့ကြပါမယ်